2016အကယ်ဒမီအတွက်ရွှေဂျိုတွေကိုနောက်ဆုံးအဆင့်စီစစ်ရွေးချယ်မှုကိုဖေဖော်ဝါရီလ28ရက်နေ့မှာမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်ခန့်မှဆောင်မှပြုလုပ်ခဲ့ပါတယ်။ဒီလိုအဆင့်ဆင့်စီစစ်ရွေးချယ်မှုတွေနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုတိယဥက္ကဋ္ဌဦးဝေးကျူလေးကအခုလိုပဲပြောပါရတယ်။သူတို့စိတ်ထဲမှာဘာဖြစ်ဆိုတော့အကောင်းဆုံးပေါ့ဟိုအသင့်တော်ဆုံးလူကိုသူတို့ကဖြစ်နိုင်အောင်လို့သူတို့စူးစမ်းနေတာလေ။စူးစမ်းတယ်ဒါကြောင့်မလို့သူကအဆင့်ဆင့်အဆင့်ဆင့်ရွေးတာတစ်ဆင့်ပြီးတစ်ဆင့်ဆင့်ပြီးတစ်ဆင့်ရွေးတာဆိုတော့ ဟိုရက်ကိုတော့မတည်သေးဘူးအဲ့ဒါထပ်ပြီးတော့သူတို့နဲ့ညှိအောင်ပဲအဲ့ဒါသူတို့ဒီမှာအပပေါင်းတာလည်းပါနေဘယ်ရက်ကိုဖြစ်မယ်ဆိုတော့2016အကယ်ဒမီရွှေကြိုလျှောက်ထားသူဦးရေဟာ600ဝန်းကျင်ခန့်အထိရှိခဲ့ပြီး2015ခုနှစ်ကထက်နှစ်ဆနီးပါးမြင့်တက်သွားခဲ့တာဖြစ်ခါဖေဖော်ဝါရီလ10ရက်နေ့မှာပထမအဆင့်ပနာမလူတွေ့စစ်ဆေးခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့အဆင့်ဆင့်ဆက်လက်ရွေးချယ်ခဲ့ပြီးနောက်ဆုံးအဆင့်ရွေးချယ်မှုကို စကားတင်ပြိုင်ပွဲဝင်90ဦးကိုစစ်ဆေးခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ရွှေကြိုစစ်ဆေးခြင်းရလဒ်တွေကိုကျင်းညာတာနဲ့ရွှေကြိုတွေကိုတင်နန်းပေးတာတွေနဲ့ပတ်သက်ပြီးတော့လည်းမြန်မာနိုင်ငံရုပ်ရှင်အစီအယုံဒုတိယဥက္ကဋ္ဌဦးရေးကျူလေးကအခုလိုပဲပြောပါရယ်အဲဒီ16ဥက္ကဋ္ဌလေ့ကျင့်အောင်ပါလေ့ကျင့်အောင်ပါဆိုတော့ဒီမှာအကြံပေးဒီမှာလေ့ကျင့်ဒီမှာလေ့ကျင့်မှာပေါ့ကိုဂျွန်လွယ်လဲကျင့်ပေးမယ်ပြောတယ်လေ့ကျင့်ပေးမယ်ပြောတာအဲပေးပြီးလို့ရှိရင်တော့ဒီမှာစင်နဲ့လေ့ကျင့်ရမယ်ဒီစင်နဲ့လေ့ကျင့်ပြီးဒီစင်ကသေးနေတယ်လေလည်းကျင့်နေတယ်လေဟိုကျတော့အကယ်ဒမီစင်ပြကြတော့သူက ပေတရာလောက်ရှိတာဆိုတော့အဲအဲ့ဒီအဲ့ဆင်မှာသူကအနည်းဆုံး၂ရက်လောက်ပြန်ပြုတ်လိကျအခုရက်တိတ်မလို့တော့ဘူးအခုဒီလာစားမယ်စားရမှာပေါ့လာစားစားမယ်ဆိုတော့သူကဟို training နေမဟုတ်ဘူးလေသူတို့ကဟိုဥပမာဆိုတော့သူတို့ဝက်စားတွေကို sponsor တွေရှိတယ်လေအဲ့ sponsor နဲ့သူတို့နဲ့ဟိုတွေ့ပေးရမှာသူကတချို့ကဒီအဝက်စားဟို sponsor ရှိတယ်တချို့က partner sponsor ရှိတယ်တချို့က ဟိုလက်ဝက်ယန္တနာစပွန်ဆာရှိတယ်တချို့ကဘိတ်ကစပွန်ဆာရှိတယ်အဲ့ဒီလူတွေနဲ့ဒီရွှေကြိုးရွေးကန်တဲ့လူတွေနဲ့ဆောင်လိုက်ရမှာအကယ်ဒမီရွှေကြိုးရွေးချယ်မှုနောက်ဆုံးအဆင့်အစည်းအဝေးခဲ့ပြီးနောက်မှာတော့ရွေးချယ်ခံရမယ့်အကယ်ဒမီရွှေကြိုးအမျိုးသား၈ဦးနဲ့အမျိုးသမီး၈ဦးတို့ကို ဖေဖော်ဝါရီလ28ရက်နေ့ကထုတ်ပြန်ကြေညာခဲ့တယ်လို့သိရပါဗျ။